မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်စစ်ကောင်စီလက်အောက်ခံစခုံတရင်ထိန်းချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကံပိုက်တီမြို့ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကဝင်းရောက်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ20ရက်နေ့မနက်9:30မိနစ်အချိန်မှာ KI ဥဆောင်တဲ့တော်လိုင်းတပ်များကကမ်ပိုက်တီမြို့ကိုစတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့မြို့ထဲမှာပါတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များကကမ်ပိုက်တီမြို့ထဲမှာရှိတဲ့ဟိုတယ်မှာတပ်ဆွဲထားပြီးတော့အပြင်းထန်ခုခံနေကြတယ်လို့သိရပါတယ်။ ကမ်ပိုက်တီမြို့ထဲမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ခွေးတွေဟိုတယ်ထဲမှာနေရာယူထားတယ်ဒီမနက်9နာရီခွဲမှာစပြီးတော့တိုက်တာမြို့ထဲအထိကိုတိုက်ပွဲတွေဖြစ်နေပြီလို့ KI ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်တလုံးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များနန်းစီဒီယံဝင်နှန်းများပြည်သူ့စစ်မိသားစုဝင်များက တရုတ်ပြည်တဲကိုပြေးဝင်နိုင်ရန်အတွက်တရုတ်ဘက်ကနယ်စပ်ဂိတ်ကိုဖွင့်ပေးထားတယ်လို့သိရပါတယ် KIA တပ်များကတဖြည်းဖြည်းနဲ့မြို့တဲကိုတိုးဝင်လာနေတယ်လို့သိရပါတယ်ကမ်ပိုက်ဒီဟာစစ်တပ်လက်အောက်ခံကချင်အထုဒေသတက်မှာနောက်ဆုံးကြံရှိနေတဲ့မြို့ဖြစ်ပြီးတော့ KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကကချင်အထုဒေသတက်တစ်ခုလုံးမှရှိတဲ့တပ်စခန်းများ၊နေကြားဆောင်စခန်းများနဲ့မြို့များကိုထိမ့်ချုပ်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကတိုက်ပိုက်ထားတဲ့တန်ရမ်းမြို့ထဲမှာကြားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူတရုတ်နိုင်ငံသား862ဦးကိုတရုတ်နိုင်ငံဘက်ကလွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့မှာအွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတရုတ်နိုင်ငံသား862ဦးကိုတရုတ်နိုင်ငံလက်ထဲကိုပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့သိရပါတယ်။ဝတပ်ဖွဲ့ UWSA တပ်ဆွဲကင်းလည်နေတဲ့တန်ရမ်းနယ်မြေအနီးတစ်ဝိုက်မှာကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူများကိုတွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ကြားဖြတ်လုပ်ကိုင်သူတရုတ်နိုင်ငံသား862ဦးနဲ့အတူ Joru Internet Starlink 86ခုဖုန်း1549လုံးကွန်ပျူတာ82လုံးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံယူနန်ပြည် တည်သူလုံခြုံရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်အရဖမ်းဆီးရမိခဲ့တဲ့တရုတ်နိုင်ငံသား862ဦးနဲ့အတူတပ်တွေကပြည်စည်းများကိုလည်းတရုတ်နိုင်ငံဘက်ကလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ဝါအဖွဲ့လှုပ်ရှားတဲ့တန်ရန်နယ်မှာကြားဖြတ်တထောင်ကျော်ဖမ်းမိပါတယ်။862ယောက်ကတရုတ်ပြည်ကလူတွေပါ။မနေ့ကဝါတရုတ်နယ်စပ်ဂျားဂိတ်မှာပဲလွှဲပြောင်းပေးလိုက်ပါတယ်။ကျန်တဲ့300ခန်းကတော့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။စစ်ဆေးမေးမြန်းပြီးတော့ပြန်လွှတ်ဖို့ရှိပါတယ်လို့ဥညီရန်ကပြောဆိုထားပါတယ်။ဝါပြည်သွေးစည်းညီညွတ်ရေးတက်မှာတော့ UWSA က ဇူလိုင်လ10ရက်နေ့ကအင်အားထောင်ချီပြီးတော့တန်ရမ်းမြို့တဲကိုဝင်ရောက်ပြီးတော့တပ်ဆွဲသိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဘကိုးမြို့နယ်တန်ဆုပ်ပင်ကြီးပါအနီးကဆလူဆယ်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းဝင်ကဆယ်ယူမှုအပါအဝင် ဒေသခံ6ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ19ရက်နေ့နေ့လယ်7:00နာရီကမှစစ်တပ်ယူနီဖောင်းဝတ်ထားတဲ့အင်အား20ခန်းနဲ့အရက်ဝတ်လက်နက်ကိုင်းအင်အား10ဦးခန်းဟာစလူဆယ်ဘက်ကိုကားတွေဆိုင်ကယ်တွေနဲ့ဝင်ရောက်လာပြီးတော့မိသွေးဖုတ်တဲ့သူတွေနဲ့တန်ဆုပ်ပင်ရွာကစဲအိမ်မူဦးဝင်းပိုင်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်။အရင်တခါတိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့အဆက်ဆက်ရှိတယ်။တန်တရားနဲ့စဲနာမှာစဲအိမ်မူလုတဲ့ကိုဝင်းပိုင်ကိုဖမ်းဆီးသွားတာသူ့အပါဝင်6ဦးဖမ်းခံရတယ်လို့သိထားရတယ်။ ။ကြံတဲ့သူတွေကတော့မိသွေးဖုတ်သမားတွေလို့သိရတယ်။ဘသူတွေလဲဆိုတာကိုတော့စုံစမ်းနေတော့မယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။အသက်40နှစ်အရွယ်ကိုဝင်းပိုင်ကစစ်ကောင်စီကခန့်ထားတဲ့ဆယ်အိမ်မှုဖြစ်ပြီးတော့အုတ်ချုပ်ရဲမှုခိုင်းတဲ့အလုပ်ကိုလုပ်ကင်ပေးနေတဲ့သူဖြစ်ပေမဲ့ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာကိုတော့မသိရသေးပဲဆလူဆယ်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တဲ့တုန်းက စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့နေရာကို PDF ဖေးစီကိုတရင်ပေးတယ်ဆိုပြီးတော့ဆွဆွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကတုံ့တက်ပြောဆိုနေကြပါတယ်။နောက်ထပ်ဖမ်းဆီးသွားတဲ့သူ၅ဦးကတော့တန်ဆုပ်ပင်ကျေးရွာအုပ်စုမှာနေထိုင်တဲ့အသက်25နှစ်ကနေ40ကျော်မှရှိတဲ့မိသွေးဖုတ်သမားတွေလို့သိရပြီးတော့ဘယ်သူဘယ်ဝါဆိုတာသိရဖို့အတွက်စုံစမ်းနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေဟာဒေသခံတွေကိုမဖမ်းဆီးခဲ့အစိတ်တောင်ကျေးရွာဘက်ကိုအရင်ဝင်ရောက်ခဲ့ပြီးတော့အပြန်မှာအစိတ်တောင်နဲ့တန်ဆုပ်ပင်ကြားမိသွေးဖုတ်နေတဲ့အမျိုးသားတွေကိုဖမ်းဆီးပြီးတဲ့နောက်စေအိမ်မှုဥဝင်းပိုင် ကိုဖမ်းဆီးသွားတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့စစ်ကောင်စီအဖွဲ့ဟာဖမ်းဆီးထားတဲ့သူတွေကိုခေါ်ဆောင်ပြီးတော့ဗကုံးမျိုးဘက်ကိုပြန်ထွက်သွားတယ်လို့သိရပါတယ်အဲ့ဒီကြေးရွာတွေဘက်ကိုစစ်ကောင်စီဘက်ကစစ်ကြောင်းဝင်လေမရှိပဲတတော်ဝင်နှန်းတွေဖမ်းဆီးခံရတာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းစစ်ကြောင်းထိုးတာကင်းလဲရာတွေရှိလာတယ်လို့သိရပါတယ်အော်တိုဘားလ31ရက်နေ့မှာမနက်9နာရီခန့်မှာဗကုံးမြို့နယ်မှာအင်အား80ကျော်နဲ့ရွှေလောင်းရေလောင်းတမန်ရှင်းလင်းဆောင်မှာတပ်ဆွဲထားတဲ့အချိန်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတွားရောက်ပြီးတော့တိုက်ခိုက်ရမှာ 3နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကအ ਨੇ စုံ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်အာဏာသိမ်းတဲ့အချိန်ကနေပြီးတော့2024ခုနှစ်နိုဘမ်ဘာလ19ရက်နေ့အထိအာဏာသိမ်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဖမ်းဆီးခံရသူစုစုပေါင်း18689ဦးရှိခဲ့ပြီးတော့အဲ့ဒီထဲကမှ21134ဦးကဖမ်းဆီးထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရွက်ရေးအသင်း AAPP ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းတမူးမြို့မှာစစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးတွေကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF အယောင်ဆောင်ပြီးတော့ဒေသခံတွေစီကနေပြီးတော့အသက်အန္တရာယ်ချင်းချောက်ပြီးငွေကြေးတောင်းခံတာတွေကိုပြုလုပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးတွေဟာ တမူးမြို့ပေါ်မှာရှိတဲ့ကုံတယ်ပွဲစားနယ်ဒေသခံ20ကျော်ကို Facebook လူမှုကွန်ရက် Messenger ကနေ30 PDF အယောင်ဆောင်ပြီးတော့စာတွေကိုပေးပို့ကာချိန်ချောက်ငွေကြေးတောင်းခံနေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ငွေကြေးတောင်းခံရမှာအနည်းဆုံးငွေကျပ်30ကနေ30ကျားတောင်းခံနေတာဖြစ်ပြီးတော့ wave account ကနေတစ်ဆင့်ငွေကိုလွှဲပို့ခိုင်းနေတာဖြစ်တယ်လို့ဒေတာကန်တွေကပြောပါတယ်ဒီငွေချေးတောင်းဆိုမှုကိုတော့ local attack army ဒေတန္တရတိုက်ခိုက်ရေးတပ်ဖွဲ့ရန်ကုန်ငွေရှာဖွေရေး committee အမည်နဲ့စာပေးပို့တောင်းခံနေတာ ဖြစ်တယ်လို့ဆိုပါတယ်တပ်ဖွဲ့အနေနဲ့လူကြီးမင်းထံမှတော်လိုင်းရေးကာလရန်ကုန်ငွေကျပ်သိန်း20တိတိစင့်ဆုံအပ်ပါသည်လူကြီးမင်းရဲ့တွာလာလှုပ်ရှားမှုကိုအမြဲမပြတ်စောင့်ကြည့်နေပါသည်ပေါက်ကြားမှုတစုံတရာဖြစ်ပေါ်ပါက ချက်ချင်းပြင်းပြင်းထန်ထန်တုံ့ပြန်ပါမည်ဆိုပြီးတော့ message ပို့ပြီးတော့ချင်းချောင်းငွေကြေးတောင်းခံနေတာဖြစ်တယ်လို့ဒေတာကန်တုတ်ကပြောပါရယ်ငွေကြေးတောင်းခံရမှာမျိုးပေါ်မှာရှိတဲ့ငွေကြေးတန်နိုင်သူတွေကုန်သည်ပွဲစားရေးစီကိုစာပေးပို့တောင်းခံနေတာဖြစ်တယ်လို့ဆိုပါရယ်ပတ်စံရှိတဲ့သူတွေပေါ့မျိုးပေါ်ရက်ွက်တွေကလူတွေ messenger ကနေပြီးတော့တောင်းတာငွေကတော့သိန်း20ကနေသိန်း100အထိတောင်းနေတာလို့ဒေတာကန်တုတ်ကပြောပါရယ်ဒီလိုမျိုးလူမှုကွန်ရက်ကနေတစ်ဆင့်စာပေးပို့ခံရပြီးတဲ့နောက်မှာငွေကြေးမပေးသူတွေရဲ့ရက်ကွက်အတွင်းသွာလာနေထိုင်မှုတွေကိုစစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးတွေက လိုက်လံစောင့်ကြည့်တာအသက်အန္တရာယ်ချင်းချောက်တာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်လို့တောင်းတဲ့ငွေကိုမပေးလို့အသက်အန္တရာယ်ချင်းချောက်ခံရသူတဦးကပြောပြထားပါတယ်မပေးရင်တတ်ခံရမယ်လို့ပြောတာဒီစာတွေကိုပေါက်ကြားရင်တတ်မယ်ပေါ့ဘယ်သူမှမပြနဲ့မတိုင်နဲ့ဒါမျိုးပြောတာပါလို့အဲ့ဒီပုံကပြောဆိုထားပါတယ် ဒီလိုမျိုးဒေသခံပြည်သူတွေစီကနေငွေကြေးတောင်းခံနေတဲ့ local attack army ဒေသန္တရတိုက်ခိုက်ရေးတပ်ဖွဲ့ရန်ပုံငွေရှာဖွေရေးကော်မတီအမည်နဲ့အဖွဲ့အစည်းဟာတမူးမျိုးပေါ်မှာကျင်းလဲကြဆားနေတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောတိအဖွဲ့သားဖြစ်ပြီးတော့တမူးမျိုးတော်လန်ရေးအင်အားစုတွေအနေနဲ့ဒီလိုမျိုးဒေသခံတွေစီကနေငွေကြေးတောင်းခံတာမျိုးမရှိဘူးလို့တမူးဒေသစီရေးတရင်ရင်းမြစ်တုံးကပြောဆိုထားပါတယ်တော်လန်ရေးကိုပုံမှန်ရိုက်တာပါမျိုးပေါ်မှာတောင်းဆိုတာဆိုတော့ ပြူစောထီးတွေရှိတဲ့နေရာပါတော်လိုင်းအင်အားစုနေမည်မဟုတ်ပါဘူးဒီလိုကောက်တာမျိုးမရှိပါဘူးလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးတွေဟာအွန်လိုင်းကနေတဆင့်ငွေကြေးတောင်းခံတာအပြင်မြို့မှဈေးနဲ့နန့်ဖာလုံးဈေးကိုစိုးမိုးထားပြီးတော့ဈေးရောင်းဈေးဝယ်တွေစီကနေပြီးတော့ငွေကြေးတောင်းခံနေတာတွေလည်းရှိတယ်လို့ နောက်ပါလုံးဈေးကဈေးတယ်တူကပြန်လဲပြောပြထားပါတယ်။ဆိုင်ဖွင့်တာနဲ့ပတ်စံကပေးရတော့တာပဲ။သူတို့ကပတ်စံပေးလိုက်ရင်အဆင်ပြေတယ်။မပေးရင်တော့ဖမ်းတာစီးတာတွေရှိတယ်လို့အဲ့ဒီဈေးတယ်ကပြောပါတယ်။တမုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးတဲ့အပြင်ရှမ်းနေကတဲ့စရှိတဲ့လက်နက်ကိုင်းအပါဝင်အင်အား2000ကျော်ခန့်ရှိပြီးတော့တမုံမြို့ပေါ်ကဒေသခံပြည်သူတွေကိုဖမ်းဆီးငွေညစ်တာတွေမကြာခဏလုဆောင်နေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းကျွန်းလာမြို့နယ်ကုတ်ကိုဂုံရွာတိုက်နယ်စေယုံကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့နေအိမ်များကိုစတင်မိရှုဖျက်ဆီးနေကာရွာရဲ့ပတ်ပတ်လဲကိုလည်းဒရုန်းများနဲ့ဘုံးတွေကျဲချပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ20ရက်နေ့မွန်းလွဲတနအိကန်းကစပြီးတော့ကျွန်းလာမြို့နယ်ကုတ်ကိုဂုံတိုက်နယ်စေယုံကိုအကြမ်းဖက်စစ်တပ်နဲ့ပြူစောထီများပူးပေါင်းထားတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းက ဝင်ရောက်စီးနှင်းခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဝင်ရောက်စီးနှင်းပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကိုကိုကုံရွာမှာရှိတဲ့တီတူပိုင်းနေအိမ်များကိုစတင်မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြေးရွာပတ်ပတ်လေကိုလဲ60မမဘုံဒီများနဲ့ တောက်လျှောက်ကျဲချတိုက်ခိုက်နေတယ်လို့သိရပါတယ်ပြည်သူတွေဖမ်းဆီးခံရတာရှိမရှိတော့မသိရသေးဘူးစစ်ကြောင်းကတောက်လျှောက်စစ်ကြောင်းထိုးနေတာဆိုတော့အတီးပြုတ်လို့မရသေးဘူးနောက်ပြီးတော့ရွာရဲ့ပတ်ပတ်လဲကိုလည်း drone နေနဲ့ဇက်တိုက်ဘုံကျဲပြီးတော့တိုက်ခိုက်နေတယ်လို့ကျွန်းလာကတ်မလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်ကျွန်းလာမြို့ကနေထွက်လာတဲ့ကားသုံးစီးပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းကံပေါက်ရွာကိုဝင်ရောက်စီးနှင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်မှာ73စီများပြက်လက်နေပြီးတော့73စီရရှိရန်အတွက်ပြည်သူများဟာ73စီဆိုင်များမှာကြိတ်ကြိတ်တိုးပြီးတော့လူရက်ဝယ်ယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခု November လတတိယပတ်ကစတင်ပြီးတော့စစ်ကောင်စီကသခိုင်းတိုင်းကလေးမြို့နယ်ကို73စီများချမှတ်ပေးတော့ဘူးလို့သိရပါတယ်။အဓိကအားဖြင့်တော်လိုင်းတပ်များစုမိုးထားတဲ့နယ်မြေများကို စစ်တပ်က73စီများစတင်ဖြတ်တောက်နေတဲ့အတွက်ကလေးမျိုးနယ်မှာလည်း73စီများထပ်မဝင်တော့ဘဲအလို့အရက်တိုးကျိတ်ပြီးတော့ဝယ်ယူနေရတယ်လို့သိရပါဗျ။မနေ့ကတည်းကစီဆိုင်တွေမှာကျိတ်ကျိတ်တိုးပြီးတော့ဝယ်နေရတာစီတွေထတ်ချမပေးတော့ဘူးလို့စီဆိုင်တွေကပြောတယ်။စီဆိုင်တွေမှာလည်းအလို့ရက်ဝယ်နေကြရတယ်လို့ကလေးမျိုးကဒေသခံတို့ကပြန်လည်ပြောပြထားပါဗျ။လက်ရှိကလေးမျိုးနယ်မှာ ဓာတ်စီတကားလန်ကိုအ ਨੇ စုံငွေကျပ်3000ကနေငွေကျပ်4000အထိဈေးတင်ရောင်းချနေကြပြီးတော့မောင်ခိုဈေးကွက်မှာလည်းဓာတ်စီဟာလိုတလောက်မရနိုင်တဲ့အခြေအနေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီကကချင်ပြည်နယ်၊သခိုင်းတိုင်း၊ချင်းပြည်နယ်၊ရခိုင်၊ကရင်ပြည်နယ်၊ရှမ်းမြောက်ဒေသအပေါင်းဝင်တော်လိုင်းတပ်များစုမိုးထားတဲ့နယ်မြေများစီကို73စီများမရောက်ရှိနိုင်စေရန်အတွက်စီတင်ပို့ခွင့်နဲ့လမ်းကြောင်းများအလုံးကိုပိတ်ပင်လိုက်ပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ